ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တွေဖြစ်ပါစေအားလုံးလည်းပဲတကယ်ပဲကောင်းမြတ်ဆုံးနေတဲ့နေ့ရက်တွေမှာစေရုပ်ကိုပါရှင်လန်းချမ်းမြေ့ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေတို့ကိုပေးသွားခြင်းနဲ့သတင်းစကားကတော့နောင်တနဲ့မွေးဖွားခြင်းเนาะနောင်တအသက်တာကိုကျွန်တော်ကမွေးဖွားပြီးတော့အသက်ရှင်ဖို့ရန်အတွက်အလုံးမပင်ရည်ကြီးပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီတော့ကျွန်တော်လောကသားတွေကအားလုံးကအပြစ်သားတွေဖြစ်တယ်အပြစ်ရဲ့နှုံအိုင်ထဲမှာနေမောနေတဲ့အခါမှာ အပြစ်ကိုပဲစက်တိုက်စက်တိုက်စက်ခါစက်ခါသလိုပဲကျွန်တော်ကလုံးမိနေကြတယ်။နေ့စဉ်တင်းတူကကျွန်တော်ကျူးလွန်ခဲ့တဲ့အပြစ်တွေကလည်းပဲဒုနဲ့ဒေရှိမှဖြစ်တယ်။သို့ပေသောညာလည်းပဲကျွန်တော်အားလုံးကဆိုရှင်နောင်တတရားအပြစ်ဝနဲ့ဘုရားသခင်တံမှာအမြန်ပြန်လာဖို့ဖြစ်တယ်။ဘုရားသခင်တံမှာဆိုရှင်စက်ကအံ့နိုင်ပြီးတော့ခွင့်လွှတ်ဖို့ရန်အတွက်တောင်းပန်ဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်။ဘုရားသခင်တံမှာတိုးရှို့တောင်းပန်မယ်ဆိုရင်ဘုရားသခင်ကကျွန်တော်ရဲ့အပြစ်ကိုဘယ်တော့မှ ်ချီနှောင်ထားတော်မူတဲ့ဘုရားမဟုတ်ဘူးကျွန်တော်ရဲ့အပြစ်ကိုလည်းပဲချီနှောင်မထားတဲ့ပြင်မှာကျွန်တော်အပြစ်အတွက်ကြောင့်ပဲသူကလောကမှာလာရောက်ပြီးတော့အသက်ကိုစတေးပြီးမှကျွန်တော်ကိုရွေးချယ်ခဲ့တာဖြစ်တယ်။ဒါနဲ့ချစ်တဲ့မိတ်ဆွေပါတို့ဒီမေတ္တာရှင်ဘုရားသခင်ကဆိုရှင်ကျွန်တော်ပေါ်မှာအလုံးမပင်ကြီးမြတ်တော်မူတဲ့ဘုရားလည်းဖြစ်ပါတယ်။ဒါကြောင့်နောင်တလို့ပြောတဲ့အခါမှာဆိုရှင်နောင်တရခြင်းလို့ပြောတဲ့အခါမှာအဓိကတော့ဘယ်လဲပြောင်းလဲခြင်းလို့ဆိုတာဖြစ်ပါတယ်။နောင်တရရင်ကျွန်တော်ကပြောင်းလဲပြီးတော့အသက်တာကိုရှင်သန်မှာဖြစ်တယ်။နောင်တရပြီးတော့ကျွန်တော်ရဲ့အသက်တာမှာမိမိလောက်ခဲ့တဲ့အပြစ်တွေတောင်နောင်တရတဲ့ခါမှာကျွန်တော်က မိမိရဲ့ဘဝတတ္တာကိုတဖန်ပြောင်းလဲပြီးတော့အသက်ရှင်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကပြောင်းလဲတာဖြစ်ပါတယ်။ဒါနောင်နာရခြင်းဆိုတာတော့ရှင်လောကရဲ့မကောင်းမှုများကိုကျွန်တော်ကဆန့်ကျင်ပြီးတော့ဖျားသခင်ရဲ့ခရီးလမ်းအတိုင်းရှောက်လန်းခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်ကတော့ရှင်ဖော်ပြထားတာတွေ့ရမယ်။ဒါနှုတ်ကပတ်တော်နှုတ်ကပတ်တော်ထဲမှာတော့ရှင်ဂါလာတိအခန်းကြီးဂါလာတိဩရစာခန်းကြီးနှစ်ပိုက်ငယ်ကျွန်တော်20ကိုကြည့်တဲ့အခါမှာဂါလာတိဩရစာခန်းကြီးနှစ်ပိုက်ငယ်20ကိုကြည့်တဲ့အခါမှာ ငါသည်ခရစ်တော်နှင့်အတူလဝါကားတိုင်းမှာအသေးခံပြီတဲ့သို့တော်လည်းအသက်ရှင်သေး၏ထို့သို့ဆိုသောငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏ကိုခန္ဓာ၌ယခုငါရှင်သောအသက်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်ခြင်းအပြင်တည်၏တဲ့သားတော်သည်ငါကိုချစ်၍ငါအဖို့ကိုကိုကိုစွန့်တော်မူ၏ဆိုပြီးတော့ဖော်ပြတာလေဒါကြောင့်ဒီနေ့ချစ်တဲ့မိစေပေါ့နော်ဒီနေ့ကျွန်တော်အားလုံးကတို့ရှင် အပြစ်တရားရဲ့အခသေခြင်းကျွန်တော်ကခံစားခဲ့တာဖြစ်တယ်။နေတိုင်းအပြစ်ကြောင့်သေတယ်ဆိုပြီးတော့ရှင်ပေါလုကမိန့်မာတာတွေ့ရမယ်။ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာကျွန်တော်ကဘလောက်ပဲသေရတော်ညာလည်းပဲခရစ်တော်ကကျွန်တော်နဲ့အတူရှိတဲ့အတွက်ကြောင့်ခရစ်တော်ကဆိုကျွန်တော်ကိုရွေးချယ်တဲ့အတွက်ကြောင့်ခရစ်တော်၌ကျွန်တော်ကအသက်ရှင်ခြင်းကိုပြန်လည်ပြီးတော့ရရှိခံစားရတယ်ဆိုပြီးတော့နှုတ်ကပတ်တော်ကအတိလင်းဖော်ပြတာလားတွေ့ရမယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာတို့ရှင်ခရစ်တော်၌ဖြောင်းမှတ်ခြင်းဝိလုံကိုကျွန်တော်ကယူတင်ပြီးတော့ ဝစ်ဆောင်မှုဖြစ်တယ်။ယေရှုခရစ်တော်ကကျွန်တော်ကိုပေးခဲ့တဲ့ဝစ်လုံကဖြောင့်မတ်ခြင်းဝစ်လုံကိုပဲစင်မြန်းပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်နောင်တဆိုရှင်တော့အသစ်တပံကျွန်တော်ကဆိုရှင်မွေးဖွားခြင်းနဲ့ခွဲ၍မရနိုင်ဘူးချက်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်နောင်တလို့ပြောတဲ့ခါမှာကျွန်တော်ကအသက်တပံမွေးဖွားခြင်းကိုပြောဆိုလိုတာဖြစ်တယ်။အသက်တပံမွေးဖွားခြင်းလို့ပြောတဲ့ခါမှာဒါကြောင့်ဒီနေ့ကျွန်တော်အားလုံးကဖရာသခင်ရဲ့တရားအကြောင်းဖရာသခင်ရဲ့အကြောင်းကိုသိရတယ်ဖရာသခင်ကတကယ်ပဲကယ်တင်ရှင်ဖြစ်တယ်ဆိုတာသိရတဲ့ခါမှာကျွန်တော်ကနောင်တရပြီးတော့ ဲ့ဒီအပြစ်တရားတွေကိုနောင်တရပြီးတော့ကျွန်တော်မပြောရမလဲနောက်ဆုံးပါလို့ရှိရင် Crypto Knight နှစ်ချင်းမင်္ဂလာခံယူကြတယ်နှစ်ချင်းမင်္ဂလာခံကြီးကျင်းကကျွန်တော်အသိမွေးဖွာခြင်းဖြစ်တယ်ဘာကြောင့်လဲဇာတိတွေအားလုံးကိုဆွတ်လွတ်ပြီးတော့ကိုရောရဲ့လူတော်တိုင်းကိုရောကိုယုံကြည်ပြီးတော့ကိုရောနောက်တော်ကိုသားလိုက်ပါတော့မယ်တမီးလိုက်ပါတော့မယ်ဆိုတဲ့ဆန္ဒနိုင်ဆန္ဒပြုတ်ပြီးတော့ကျွန်တော်ပြောတယ်ဖျားကိုယုံကြတာဖြစ်တယ်ဒါကြောင့် ဒုတိယမွေးချင်းလို့ပြောတဲ့အခါမှာနှစ်ချင်းမင်္ဂလာခံယူခြင်းကြီးတဲ့အခါမှာနောင်တတရားနဲ့ကျွန်တော်နှစ်ချင်းမင်္ဂလာခံယူတဲ့အခါမှာဒုတိယမွေးချင်းလို့ခေါ်တယ်ဒီဒုတိယမွေးချင်းမှာဆိုရင်ရှုထောင့်နှစ်မျိုးရှိတယ်ပထမတစ်ခုကဆိုရှင်တော့ကျွန်တော်ကဇာတိပိရိကိုအတိတပ်ဖို့ရန်ဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ရှင်ကျွန်တော်ကဆိုရှင်တော့ဝိညာဉ်ရေးရာ၌ပြန်လည်ရှင်သန်ရန်ဖြစ်ပါတယ်เนาะချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ကျွန်တော်ဒီဒုတိယမွေးဖွားခြင်းလို့ပြောတဲ့အခါမှာအဓိကရှုထောင့်နှစ်မျိုးကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှင်တော့ကျွန်တော်တို့ကတော့ရှင်ဇာတိပဂရိကိုအတိတ်တတ်ဖို့ရန်အတွက်ဖြစ်တယ် မိမိဇာတိတဘောနဲ့အသက်ရှင်ခဲ့တဲ့ຢာတွေဇာတိတဘောကိုအလိုလိုက်ပြီးတော့ကျွန်တော်တို့ရှင်ရှင်သာသွားလာလှုပ်ရှားခဲ့တဲ့ဒီအချင်းရတွေကိုအားလုံးကိုကျွန်တော်ပြတယ်အသေးတက်ပြီးတော့เนาะဒီသင်းညိုင်းမှာအသေးတက်လိုက်တော့သေသွားပြီးတော့ခရစ်တော်၌ရှင်သန်ခြင်းအသက်တာဖြစ်တဲ့ဝိညာဉ်ရေးရာ၌ပြန်လည်ရှင်သန်ဖို့ရန်အတွက်ကျွန်တော်ကစာနာနဲ့ယေရှုနောက်ကိုလိုက်ကြတာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရအသက်တောင်မှာဆိုရှင်လူတဘာဝဆိုရှင်မူရင်းအခြေအနေတော့လုံးလုံးလည်းလာပြန်လည်ရောက်ရှိသွားခြင်းဖြစ်တယ်တဲ့เนาะတစ်ချိန်တော့ကခရစ်တော် ဖျားသခင်ဖန်ဆင်းခဲ့တဲ့အာဒံနဲ့ဧဝလူသားအစဉ်စိတ်တုန်းကတော့လုံးဝသူတို့အသက်ရှင်အပြစ်ကင်းစင်တယ်။ဒီနေ့ကျွန်တော်ရဲ့တက်တောင်မှလည်းပဲဒီကဲတော့ဒုတိယမွေးချင်းကိုခံလိုက်တဲ့ချိန်ကနေစပြီးတော့ကျွန်တော်ကတော့ရှင်လုံးဝဇာတိပဂိတွေကိုအသေးတက်ပြီးတော့ငကိုမူလအပြစ်မရှိတဲ့ပုံစံသဘောမျိုးနဲ့ကျွန်တော်ကတော့ရှင်လူဘဝကိုပြန်လဲရောက်ရှိသေးတဲ့အသွင်ကိုစောင့်သိတာဖြစ်ပါတယ်တဲ့။ဒါတော့ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်တို့ကတော့ရှင်အပြစ်ကြောင့်ခရစ်တော်နဲ့အတူကျွန်တော်အသေးခံပြီ။ သူရဲ့ပြောင်းမှတ်ခြင်းနဲ့တဖန်ပြီးတော့ပြန်လဲပြီးတော့ကျွန်တော်ကအသက်ရှင်ကြတာဖြစ်ပါတယ်။ဒါကြောင့်ဖရာသခင်ရဲ့သားသမီးတဦးအနေနဲ့ဖရာသခင်ကိုကျွန်တော်ကယနေ့ထိတိုင်အောင်ဝိပုကိုးကွယ်နေကြခြင်းဖြစ်ပါတယ်။ဒါကြောင့်ဖရာသခင်ကိုဝိပုကိုးကွယ်နေကြခြင်းဟာဖရာသခင်ရဲ့အလိုတော်တိုင်းကျွန်တော်ကအသက်ရှင်ဖို့ရန်အတွက်ဖြောင်းမှတ်တော်အသက်တာနဲ့ကျွန်တော်အားလုံးကရှင်တန်ဖို့ရန်အတွက်ယနေ့ကျွန်တော်ကိုယ်တိုင်ကဆန္ဒရှိတဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်အားလုံးကဖရားကို ခုလုံးကိုးစားနေကြတာဖြစ်တယ်။ဒါနေ့ယုံကြည်သူမိမိသားစုတွေဖရာရဲ့သားသမီးတွေဒီနေ့ကျွန်တော်အားလုံးကနောင်တရပြီးတော့ခရစ်တော်ထံသို့ပြန်လာတဲ့သူများဖြစ်တဲ့အခါမှာဒီနေ့ဖရာသခင်ရဲ့အလိုတော်တိုင်းကျွန်တော်ကအသက်ရှင်ပြီးတော့ဒီနေ့ကျွန်တော်ရဲ့သက်တာရဲ့ဇာတိတွေကိုတတ်ပြီးတော့ကျွန်တော်ရဲ့သက်တာမှာဝဉဉေးရသက်တာနဲ့ရှင်တန်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အပြင်ချစ်တဲ့မိတ်ဆွေတို့ကိုအားပေးလိုက်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်အားလုံးမိမိတို့ရဲ့ဘဝသက်တာမှာအကောင်းဆုံးဖရာသခင်ရဲ့အလိုတော်တိုင်းရက်တီလှုပ်ရှားပြီးတော့ ိမိတို့ရဲ့ဘဝတတမှာဝိညာဉ်ရဲ့အတ္တနဲ့ရှင်သန်နိုင်ကြတဲ့ဖရာသားသမီးအရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဖရာထူကောင်းကြီးချပေးပါစေ